မယူထိုးရင်လက်ကုတ်တီးပြီးအပေးရတဲ့တက်တည်းလည်းရှိရတယ်เนาะကျွန်တော်အခုကဘာဖြစ်ချင်နေကြလဲဘာဖြစ်လို့ကိုအဖမ်းခံစေချင်လဲဘာလို့အဖမ်းခံရရှင်မပြုံးပါလားရှင်မအဖမ်းခံစေချင်လားနိုင်ငံရေးမလုပ်စေချင်တော့ဘာဒါဆိုဟုတ်တယ်ကျွန်မအော်တော့တက်ခတ်မှုရရတယ်တော့နိုင်ငံရေးစိတ်ကိုနိုင်ငံရေးမလုပ်တော့ဘူးမဟုတ်ဘူးနိုင်ငံရေးနားပြီပြီးတော့စစ်ကောင်စီတက်ကဖြစ်နေတဲ့ပြက်နာပါလို့ဆိုရောက်ကြမပီတက်ရောက်ကြမပီတက်အရှုံးကိုလက်မခံရတာเนาะအခုလက်ရှိဒီညမတိမျိုးစောက်တက်ထဲမှာသွားနေတဲ့ကောင်တွေဆိုရင်အခုလိုစကမ်းနေကြောက်လန့်ပြေးရတာကောင် အဲ့တော့မြန်မာပြည်မျိုးသားတက်မှာပြန်လည်စုဖွဲ့ပြီးတော့မင်းတို့ပြန်တိုက်မယ်ဆိုတော့အတွင်းကိုထောက်ဝင်မယ်ဆိုရင်မင်းတို့နောက်တစ်ခါတိုက်ပွဲကြရင်မင်းတို့အသက်ရှင်အောင်မယ်လို့ယူဆနေတာဟယ်လိုချားရမီဘာပီတူညီကိုမော်ရမာများအားလုံးပဲမြင်ကြပါ News Beat Channel ကနေပြန်လည်ပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့ကျွန်တို့ ကျသပရင်းနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီညမှာနောက်ဆုံးကြားသိရတဲ့ဥပဖျားပြတော်လန်တရင်တို့တရင်ကောင်းတွေများစွာရှိတာပဲဖြစ်ပါတယ်ကျတို့အားလုံးတည်ထားတဲ့အတိုင်းပဲတောင်ပိုင်းတိုင်းမှာတကယ်ရင်တော်လန်ရဲ့အဖွဲ့စီရူရနဲ့ပြည်တော်မှာစကောင်စီရဲ့စခန်းတွေကိုတင်ယူနေတဲ့နေရာမှာစခွေးတွေများစုပါနော်ထွေပြမှုတွေပါဝင်ကျန်တဲ့ဘုံမိုက်ခွဲချစ်ခွဲတဲ့မိတ္တတွေလည်းကျတို့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အယုံဆုံးနေတဲ့ကျတို့ခတိုင်းလိုပဲတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးတရင်တို့ဘုံအနေနဲ့ကတော့ တနင်္သာရိုင်တန်းရေဖြူမြို့နယ်ကံပေါက်တိုက်နယ်မင်းသားကျေးရွာအုပ်စုစင်ဆက်ကျေးရွာတွင်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရေးပူးပေါင်းတပ်တို့တပ်ပွဲဖြစ်ပွားပြီးတော့မစစ်ကောင်စီတပ်သား6ဦးတည်ဆုံးခဲ့ပြီးတော့53ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မင်းသားကျေးရွာအုပ်စုမှာဧပြီလတပ်ပွဲဖြစ်ပွားကြတဲ့ကစစ်ကောင်စီတပ်က ဝင်လိုက်ထွက်လိုက်ပါပဲအဲ့ဒီနေရာမှာကကံပေါက်အခြေဆိုင်ခါလိုက်ရ93တန်ရင်နဲ့ရွာခံပြည်သူစစ်တွေကတဆွဲပြီးတော့မှနေထိုင်ကြတာပါစစ်ကောင်စီတအားဆိုနေပြည်တော်ရှင်းလင်းရေးလို့တဲ့နေမှာထွက်လာတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့လေဦးမှုရယူပြီးတော့မှတိုက်ခိုက်နိုင်လိုက်တာပေါ့စစ်ကောင်စီတကစင်ကလေးဖြစ်ပြီးတော့မှနောက်ပြန်ဆုတ်သွားတယ်အထိနာသွားတာပေါ့လေဒါနဲ့ကျွန်တော်တို့လည်းစစ်မလိုက်တော့ဘူးဆိုပြီးတော့မှမွန်ပြည်တော်လိုင်းတ MSRF ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်အထည်နာတော်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဆိုတော့နောက်ပိုင်းမှာလက်နေကြီးတွေနဲ့ပေါ့နော်ပြန်လည်ပြစ်ခတ်နေတာပြမခုချင်းတိတိုက်ပွဲကတရဇက်ပြင်းထန်နေတာပဲဖြစ်ပါတယ်ကျွန်တော် တောင်ပိုင်းတိုင်းမှာဆိုရင်ကရင်တော်လန်ရေးဖွဲ့စည်းတွေဖြင့်ကျန်တဲ့ပေါ့နော်မွန်နဲ့တနင်္သာရိုင်းတိုင်းမှာရှိတဲ့ကျွန်တော်တို့တော်လန်ညီကိုတွေကနေပြီးတော့မှခုဆိုစစ်ကောင်စီတပ်ဖွဲ့တွေတောင်ပိုင်းတိုင်းနေပြီးတော့မှကင်းစင်နေအောင်အစွမ်းကုန်စ조사တိုက်ထုတ်နေကြတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့အချမ်းပဲစစ်ကောင်စီတပ်ကမြို့ဟာမှုပါဝင်တေဘောဘုစခန်းကအလံဖြူထောင်လေးနဲ့ခြားသူတွေနဲ့တပိတ်သူတွေထိုင်းဘက်ကမ်းကနေပြီးတော့မှတဆင်မြောက်ဝတီကိုပြန်လဲရောက်ရှိသွားပြီဆိုပြီးတော့မှကျွန်တော်တို့သိရတာဖြစ်ပါတယ် တေဘောဘုစကားမှာလမ်းပြထောင်တဲ့အဖွဲတွေကလွမြောက်ရကိုစုပ်သွားပြီးထိုင်းပြည်ကူးသွားတဲ့ဇွန်လ3ရက်နေ့ညပိုင်းမှာခွေးဘျူဟာမှုအပါဝင်80ကို BGF MS6G ကနေပြီးတော့မြောက်ဝတီနေရာ85တောက်ကိုပို့ဆောင်တဲ့အဲ့ဒီထဲမှာစစ်ခွေးကိုးကဒဏ်ရာနဲ့စေုံတင်ထားတဲ့အဲ့ဒီစခါတွေထိုင်းပကန်ကူးတဲ့အချိန်မှာလက်နက်ခဲယမ်းပစ္စည်းကုန်ထိုင်းကတင်းတယ်လူတွေပဲမြန်မာဘက်ကိုပြန်ပို့ပေးတယ်ဆိုပြီးတော့ ထပ်မြန်မာနယ်စပ်တရင်းမြင့်ကနေပြမပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ပေါ့နော်ဒီလိုမျိုးဒီပြန်ပြတော့မှစုခွာတပင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေပြန်ပြတော့မှခေါ်ဆောင်နေတာဖြစ်ပြမကျတော့နေမြောက်တွေကိုတိတ်မဲ့ဆိုတော့မြောက်တွေမျိုးမှာရှိနေတဲ့ဒီစစ်ကောင်စီရဲ့95တရင်ကိုအလုံးရင်နဲ့တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်ကျတော့ဘက်ကနေပြတော့မှတာဝန်ကြီးချင်းအဖြစ်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ကြံနေတဲ့ပေါ့နော်စစ်သုံးပန်းတွေကိုလွယ်လွယ်ကူကူနဲ့မလို့ပေးတင်ရဘူးဆိုတဲ့သဘောမျိုးကျတော့တပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြထမလားဆိုတာကျွန်တော်စัจချလေးရအောင်နော် ပြီးတော့စစ်ကောင်စီတပ်ကဖြစ်နေတဲ့ပြက်နာပါလဲဆိုတော့ယောက်ျားမပီတတ်တာယောက်ျားမပီတတ်တာအရှုံးကိုလက်မခံရတာနော်အခုလက်ရှိဒီမြမတီမျိုးစောက်တက်ထဲမှာသွားနေတဲ့ကောင်တွေဆိုရင်အခုလိုစကမ်းနေကြောက်လန့်ပြီးပြေးရတဲ့ကောင်တွေအဲ့တော့မြမတီမျိုးစောက်တက်မှာပြန်လဲစုပွက်ပြီးတော့မင်းတို့ပြန်တိုက်မယ်ဆိုတော့အတွေးကိုထပ်ဝင်မယ်ဆိုရင်မင်းတို့နောက်တစ်ခါတိုက်ပွဲကြရင်မင်းတို့အသက်ရှင်အောင်မယ်လို့ယူဆနေတာအင်းအဲ့ဒါလေးပဲစဉ်းစားကြည့်နေနော်အခုလက်ရှိစကမ်းနေတိုက်ပွဲတွေမှာတေဝါးတဲ့ကောင်တွေစဉ်းစားကြည့်အစအထဲကတာမင်းတို့တွေလူစိတ်ရှိခဲ့မယ် အရှုံးကိုယောက်ျားပီတာဆိုတာလက်ခံကြမယ်ဆိုရင်မင်းတို့တွေအဲ့လိုတည်ရင်းစုံနဲ့တည်ရမှာမဟုတ်เนาะဒါပေမဲ့မင်းတို့ကအပေါ်အထက်ကအမိတ်ပေးရင်ကိုမေကိုပြန်ပြီးတော့ဂျွန်းပစ်ပြီးတော့လှုပ်မဲ့ကောင်တွေဆိုတော့เนาะအရှုံးကိုလက်မခံဘူးမနိုင်မရှင်းတိုက်တယ်မနိုင်နဲ့အဆုံးကျရင်ထိုင်းဘက်ထွက်ပြေးတယ်เนาะအခုခိုင်းရလဲမင်းတို့ကိုလက်မခံတော့ဘူးဖြင်းဖြင်းနဲ့အဲ့ဒါဘာလုပ်လဲမြို့မြောင်းနီမြို့တော်တဏမပြန်စုတယ်ငါတို့ပြောတာကမင်းတို့နိုင်လားမင်းတို့နိုင်တယ်ဆိုရင်မင်းတို့တိုက်မင်းတို့ရှုံးလားမင်းတို့ရှုံးတယ်ဆိုရင်အရှုံးကိုလက်ခံပေးရမယ်เนาะ လက်ရှိထိုင်းမြန်မာနယ်စပ်မှာစခန်းတွေတလောက်တိတ်နေတာစစ်ကောင်စီလုံးဝသတင်းထုတ်မပြန်စစ်ကောင်စီသတင်းထုတ်မပြန်လို့စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့ဘောမတွေကလည်းလုံးဝမပြောဘူးဒါပေမဲ့ဒီကောင်တွေကိုပြောလိုက်ကြည့်အမြဲနိုင်နေတယ်နိုင်နေပြောမှာဗောသူတို့တေတာမဟုတ်ဘူးလေမင်းတို့စစ်သားတွေတေတာဟမ်စစ်ခွေးတကောင်တေသွားလို့ဘောမတယောက်တည်းလည်းအာယုံလာစရာအကြောင်းမရှိဘူးနော်ဘဒုတော့မှအာယုံလာစရာအကြောင်းမရှိဘူးအဲ့တော့ မင်းတို့ပေခဲ့ရတဲ့စစ်သားတွေအတွက်မင်းတို့အသက်ဆုံးပြီးတိုက်ပေးတဲ့အဲ့ဒီစစ်တပ်ကဘာတောင်းဝင်ယူပေးလဲဘာတောင်းဝင်ယူပေးလဲကြံပြစ်ခဲ့တဲ့မင်းတို့မိသားစုအတွက်အခုလက်ရှိ2021အာဏာတင်းပြီးမှဒီနေ့ရောက်တဲ့အချိန်ထိစစ်သားဘလောက်ပြေသွားပြီလဲစစ်သားဘလောက်ထိဒုက္ခသက်ဖြစ်သွားပြီလဲအဲ့ဒီဟာတွေအားလုံးအတွက်မင်းအောင်နိုင်ဘာတောင်းဝင်ယူပေးထားလဲအဲ့ဒီမြှောက်ပေးတဲ့ဘောမတွေဘာတောင်းဝင်ယူပေးထားလဲဘလူးမတောင်းဝင်မြူပါဘူးမင်းတို့ကိုဖြစ်ကိုခံနော်အဲ့တော့ကိုဖြစ်ကိုခံဘဝမင်းတို့တွေက အချုံးကိုအချုံးမလက်မခံဘဲနဲ့စက်တိုက်ကြတဲ့အဆုံးကြတော့မင်းတို့ဘုရားပါဖြစ်တယ်။ချင်းချင်းလေးပဲမင်းတို့သိချင်းဆိုတော့သိတာ။နော်အဲ့တော့ဒီနေ့လည်းတရင်တစ်ခုထပ်တက်လာတယ်။အဲ့ဒါဘာလဲဆိုတော့မြန်မာအပါဝင်နော်နိုင်ငံတော်တော်များများကိုအမေရိကန်ကခီးသွလာခွင့်ပြည်ဝင်ခွင့်လုံးဝပိတ်လိုက်တာ။ကောင်းပါလေနော်မင်းအောင်နိုင်အာနာသိမ်းလိုက်တဲ့ထဲကသူ့တက်မှုတွေရဲ့တစ်ခုပေါ့။ဟုတ်လား။ဘာလို့ဆိုတော့ကမ္ဘာအလယ်မှာမြန်မာဆိုတာစုပ်ပြတ်တတ်တဲ့ဘဝရောက်နေတယ်။ ်ခိုင်းမှာဆိုရင်ခိုးဝင်လာတဲ့ဒုတိယတမျိုးစိုက်ပွဲဖြစ်လို့ဝင်လာတဲ့ဒုတိယတမျိုးအဲ့ဒါဒီလိုမျိုးမနိုင်လို့ခိုင်းတဲ့ကိုထွက်ပြေးလာတဲ့စစ်ခွေးတွေရတမျိုးအပေါ်မှာဘတ်မရှိပဲဖမ်းလန်ထိတဲ့ဒုတိယတမျိုးဘဝကြီးမျိုးစုံနဲ့နော်အရှင်းရှင်းပြောရင်စောက်ပြနာရှာတဲ့တိုင်းပြည်လို့တော့ထင်နေတယ်ခိုင်းမှာကားမောင်းကကားမောင်းကလို့တန်တန်မှာနော်စစ်စဲဂိတ်မှာခိုင်းပတ်လာဘဲလာတယ်ဘဲသွားကုန်တယ်စကားနဲ့မပီကလာပီကလာပြောရင်မိဘနဲ့မြန်မာလားမဆိုးပါနဲ့မဆိုးပါနဲ့မဆိုးအားပြလိုက်မရဘူး စစ်ဆိုင်စစ်ဆိုင်ဘေးကပ်နော်နော်စစ်ပြီမြန်မာလို့ပြောလိုက်ဒီအော်တိုအထင်သေးခံရတဲ့အနေအထားဖြစ်နေတာမှန်တယ်နော်ကိုစီပြောတော့တယ်အခုဆိုတော့ကျွန်တော်တို့နေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ မြောက်ရီမျိုးမှာရှိတဲ့ဒီမျိုးစုံတော့ပြန်လဲရောက်ရှိသွားတာဖြစ်လို့မှကျွန်တော်မကြခင်မှာတော့မြောက်ရီမျိုးကိုသိမ့်မယ်ဆိုတော့အရိကအနေနဲ့မျိုးစုံတက်မှာရှိတဲ့စစ်ကောင်စီရဲ့ထပြလာသူတွေကိုအရင်ဆုံးရှင်းပြရမှာပဲဖြစ်ပါတယ်။အောက်ခြေတသားတွေနဲ့ဒါကိုသိရှိပြီးတော့မှကျွန်တော်တော်လန်ပြချမ်းနေပြီးတော့မှအလင်းဝင်ပြီးတော့မှညံ့ခံချက်ကိုပြောဆိုနေတဲ့အချိန်မှာဒါကိုနောက်ထောင်သိတာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့ထမ်းပစ်ကိုပြေးလိုက်ပါတော့။အခုဆိုရင်အတိခံတက်ခိုင်းရတော့မဲ့အခြေအနေတွေကိုသူတို့ကိုယ်တိုင်တွေးရှိထားတာမို့လို့ ဒါကိုကျွန်တော်ကြည့်ချပြီးစကောက်စီတဖို့နေရတော့မကြခင်ပါခရင်တော်လိုင်းရဲ့ဖွဲ့စည်းကနေပြီးတော့မှပြောဆိုနေတဲ့ကြားတဲ့ကနေပြီးတော့မှအမုံချိတ်တက်ခတ်ရမယ်ဆိုတာတော့တခြားဘောပြောလို့ရနေတာပဲဖြစ်ပါတယ်။ tempo ကိုပြပြနေကြတယ်ပေါ့နော်။ကျွန်တော်မြန်မာပြည်သူပြည်သားတွေနဲ့စကောက်စီတဖို့ဝင်တွေကြောင့်ကျွန်တော်ခုဆိုရင်အထင်သေးခံမှုတွေများစွာရှိနေတာဖြစ်ပြီးတော့မှအဒီကလစ်တဲ့တဲ့ခံဆိုတော့စကောက်စီပဲဖြစ်ပါတယ်။မြောက်လိုင်းကောင်းဆောင်တဲ့ physical anarchy လို့သူစုတွေကြောင့်ကျွန်တော်ပြည်သူတွေကတော့ဘယ်နေရာရောက်ခုဆိုရင်မင်းညိုးမြင့်ငယ်လေးတွေနဲ့နေနေရတယ်ဆိုတော့လည်းကျွန်တော်အားလုံးသိရှိထားတာပဲဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ work မှာမျိုးနဲ့ကကျေးရွာအုပ်ကြီးကနေပြီးတော့မှကျွန်တော်ပြည်သူတွေဆေးရနေဘယ်လိုမျိုးဝင်ညစ်တောင်းခံနေလဲဆိုတာကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စပီဒီမှာနားထောင် ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ Donna TV ရဲ့ပြည်သူကြကပြည်သူစကားအစီအစဉ်အနေနဲ့ work မှာမျိုးကပြည်သူတို့ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင် ARD တိုင်းဒေသကြီးဝါခင်မမျိုးနယ်ကြာကွင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးလာဦးဟာကြီးရွာအတွင်းမှာရှိတဲ့နေအိမ်များမှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အိမ်အောင်စုတစုလျင်အသက်16နှစ်မှ35နှစ်အတွင်အကျုံးဝင်သည်အိမ်ရှိလူကုန်အတွက်တယောက်လျင်4000ကျပ်ကိုလာစဉ်လာတိုင်းတကောင်စင်းကိုကြည့်ပြီးကောက်ခံရရရှိပါသည်တာဝန်ရှိလူကြီးမြင်းများအေးအေးယူပေးနိုင်ရန်အတွက်တိုင်ကြားချင်ပါတယ်လူစားရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျွန်တော်တို့ဒေါ်နာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနေနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ပေါက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ် ပေးပို့လာသူတွေအချက်လက်တွေကိုပေါက်ချမှုမရှိအောင်ကျွန်တော်တို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါပဲနော်မြောက်လိုင်းကနေပြီးတော့မှပေါ်ကနေဒီလိုမျိုးအောက်ခြေရောင်ရှိနေတဲ့သူတို့တပ်ဖွဲ့ဝင်တွေအတွက်လူစားခွင့်တွေဖန်တီးပေးနေတာဖြစ်ပြီးတော့မှ အောက်ခြေကအုတ်ကြီးပြူခိုးတွေကဆိုရင်တော့ကျတို့ပြည်သူတွေဆင်းနေပြီးတော့ငွေညက်တောင်းခံနေကြတာပဲဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့မှပြည်သူတွေပေါ်တာဆွဲဖမ်းစီတယ်။ဒါမှမဟုတ်ဘူးဆိုတော့ဗောနော်ငွေနဲ့ချင်းချောက်ပြီးတော့မှအကြက်ကန်နေတဲ့အုပ်စုတွေဖြစ်ပြီးတော့မှကျတို့ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဒီလိုမျိုးလှုပ်ရှားပြီးတော့မှပြည်သူကိုအနိုင်ကျင့်နေကြတဲ့အုပ်စုတွေကိုအမြန်ဆုံးရှင်းပြဖို့လွှမ်းနေတာပဲဖြစ်ပါတယ်။ဒီလိုကျတို့ကိုအနိုင်ကျင့်ပြီးတော့မှဗောနော်လှုပ်ဆောင်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့သူတို့အခြေကဝန်ထမ်းတွေအကြောင်းကိုကျတို့ကကနနာသိရှိတယ်ဆိုတော့နေဆက်ရတက်ဆိုင်ရတော်လိုင်းတပ်ဖွဲ့အနေစီမှာအလေးအမြတ်ဆုံးချက် လင်းနဲ့တကွာပြဖို့ပြချဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမှာပြောင်းကြရင်ပြတော့မှရာထူးကြီးကြီးတွေယူထားပြတော့မှတနက်တန်ကြားတာနဲ့ပြေးဖို့ပဲချောင်းနေကြတဲ့ physics အချောက်တန်ကြီးအကြောင်းကိုဘယ်လိုမျိုး death ဟောထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လဲရအောင်နော်။မိုးကြွှေကိုစစ်ကောင်းဆောင်လေးဆိုတာမျိုးပါ။တဘုံကဟိုဒီစစ်သေးတဲ့တဘုံတွေအားလုံးကအရာရှိတယောက်ဖြစ်ဖို့ဆိုရင်အစင်စင်တိုက်ပွဲဝင်ပြီးတော့မှဖြစ်တာနော်။ဟုတ်တယ်။အရာရှိအရှိရသွားတာတဘုံများတာနော်။ဟမ်ငါကပြတ်လို့ကတော့ချွင်းချက်ပါလေနော်။ဟိုအစီအဝါဘောကအနားမှာနေတာ။ တော်တော်များများတဲ့တပုံလေးကျွန်တော်ဟိုလုံးကနားလေထားအခုနောက်ပိုင်းတပုံလေးကျွန်တော်မသိပါဘူးအခုတပုံလေးကရှေ့တန်းမှာအတူတူတိုက်ပြီးတော့ရာရှိဆိုတဲ့နေရာကိုရောက်တာဟာတိုက်ရိုက်ခိုင်းရင်လည်းရောက်တာကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ဟိုအခုတက်မှာဖြစ်နေတဲ့ပုံစံကအရင်ဆုံးဘယ်လိုခေါ်မလဲဆိုတော့တင်တန်းကစင်းပြီးဆိုတာနဲ့အပွင့်တင်အပွင့်တပွင့်ရတော့ဗျာတပွင့်နှစ်ပွင့်ရလို့ဆိုဘယ်လိုသွားလဲဆိုရှင်ကျွန်တော် young step ပေါ့နော်တကယ်တည်းမှာအထိုင်တက်ဒီမှာအထိုင်တက်ဒီစစ်မတက်ရတက်ဒီအရင်ဆုံးရအောင်ရွေးကြတာတင်မလားပတ်စံရမယ့်နေရာတွေအထိုင်တက်ဒီ ယုံ staff အကောင်အဲ့နေရာလေးကိုပဲရအောင်စီယုံအဲ့နေရာကိုအရင်ဆုံးသွားကြတာအဲ့ဒီကနေပြီးတော့ယာတုကမတိုးတော့ဆိုတော့သူတို့တတန်းလျောက်တော့တိုးတော့ပါဗျာနော်တပွင့်နှစ်ပွင့်တိုးတယ်သုံးပွင့်တိုးတယ်ပေါ့ဗျာနော်အေးတကယ်တကယ်တမ်းမောင်မင်းကြီးသားများကိုနော်စစ်သားမတိုက်ဘူးလားယုံယုံကြည်ကြည်နဲ့အပွင့်တင်လိုက်တဲ့အခါမှာနော်တရင်မှုတို့ပေါ့တင်လိုက်တဲ့အခါမှာဟောကောင်းတယ်သူတို့တွေဘယ်လိုခေါ်မလဲဆိုတော့အကောင်လုံးတော့မဆုလို့တော်တော်များများဟာဘာအတွေ့အကြုံမှမပါစစ်မတိုက်ဘူးသူကြီးတန်းတန်းကြားရင်တော့မှပဲဘယ်လိုခေါ်မလဲဆိုရှင်နည်းနည်းအခက်ခဲတွေရင်ဆိုင်နေရတဲ့နှာခေါင်းမြေကြီးတူးတဲ့ဘဝတွေရောက်နေတတ်တယ်အဲ့တော့ အဲ့အတွက်ကြောင့်မို့လို့အခက်ခဲရပါလဲဆိုလို့ရှိရင်အဲ ODS comment ဆိုလို့ရှိရင်ပေါ့နော်စစ်တီဘွားကနေပြီးတော့အရာရှိဖြစ်နိုင်တယ်ဆိုတဲ့လမ်းကြောင်းကပိတ်သွားတာအဲ့ဒါပြဿနာရှိတယ်အဲ့အတွက်ကြောင့်မို့လို့အဲ့လိုလူမျိုးတွေကကြောင်းမှာစေယုံစေယုံကလည်းကြောင်းကြောင်းရောက်တဲ့ဘုံဘူးဖြစ်တယ်ဘုံဘူးကလည်းတတရင်ဘူးဖြစ်တယ်တတရင်ဘူးဖြစ်တဲ့အခါကျကဲရောမေတတရင်ရင်ဥဆောင်ဆိုတဲ့ပုံစံနဲ့ကြာကြအောင်သူတို့မှာတဏ္ဍာတဏမကြောက်ဘူးတဲ့အခြေအနေမျိုးတွေဖြစ်ပြီးတော့ပြေးတဲ့သူကပြေးနှာခေါင်းမြည်ကြည့်တဲ့သူကသူအရင်လက်တဲ့သူကလက်အဲ့အဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့စစ်တပ်မှာ ဓိကပြဿနာကလေအဲ့ဒါပဲအဲ့ဒါအဲ့ဒါအဓိကပြဿနာဖြစ်နေတယ်အမိုးဂျာချီကိုတူဟာမှုတည်ရင်းမှုများပေါ့ဗျာနော်အဲအခုဖြစ်နေပုံတော့ကျွန်တော်အကုန်ပြောချင်တာဗျာဒီကကျွန်တော်ချိန်မလောက်တော့ဘူးအခုလောကမဆိုတော့တချို့တည်ရင်းမှုတွေဆိုလို့ရှိရင်စစ်တိုင်ရင်အရာရှိအရာငယ်စစ်တီလေးတွေကိုယူလို့လွတ်လိုက်ပြီသူတို့ကတနေရာမှာအေးအေးဆေးဆေးနတ်နေတာနော်အဲပြီးတော့ပါဟိုသွားသလိုလိုဒီသွားသလိုလိုနဲ့တခါလဲစီးရဲလို့ပဲပြန်လာတယ်နော်အဲအဲ့လိုမျိုးတွေအများကြီးရှိတာအဲ့တော့အခုမလောက်အောင်လဲဆိုလို့ရှိရင်ခင်ဗျားတို့အဲတက်မတော့အကုန်လုံးမဟုတ်ဘူးနော်တော်တော်များများမှဖြစ်နေတယ်အဲ့တော့ ဲ့ဒီအချိုးတွေဘလို့ပြင်မလဲပေါ့နော်တက်နိုလော်ဂျီတစ်ခုလုံးကိုတော့ကျွန်တော်မပြောလို့ပြင်မယ်အဲ့ဒါတွေကများနေတယ် BD ဆိုပြီး BD ဆိုလို့ရှိရင်ဒီခါလဲအရာရှိကရုံစုံဦးအောင်လက်တဲ့ကောင်းတယ်နော်ရုံစုံပြေး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 ကုန်လားစခန်းကြီးကြာလားဘာမှမဟုတ်ရုံစုံပြေးကြာလားတနက်ချာကြီးပြေးတဲ့ကောင်းနဲ့နေလာငါလာသူတွေကိုသူရဲဘော်ရဲဘက်စိတ်နဲ့တိုက်မယ်ဆိုတဲ့စိတ်မရှိဘဲနဲ့ပြေးမယ်ဆိုတဲ့ကောင်းလေးပြင်များတယ်ပြောကြည့်ရတော့တဲကိုပြောလိုက်တာเนาะစကောက်စီတပ်ဖို့ဝင်လေအရာရှိတွေဆိုတော့ရာထူးကြီးတွေယူထားပေးမယ်တကယ်တမ်းကျတော့တို့တို့ရှီတောင်းရောတာနဲ့တော်လန်တပ်ဖို့ဝင်နေတဲ့မြို့မှာအခြေတစ်ချက်ဖောက်တာတော့မှကြောက်လန့်ပြီးတော့မှ ထူပြမှုတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းတွေကိုသူတို့ကိုယ်တိုင်ထုတ်ပေါ်ပြောကြားလာတာပဲဖြစ်ပါတယ်။ဒီလိုမျိုးပြောကြားလို့လည်းပေါ့နော်ဇော်ဝင်းရင်တောင်အခုဆိုဖန်ခံရတာဖြစ်မှာပြောင်းကြတော့နိုင်ငံချမှနေလို့အခုဆိုရင်လူမြောက်နေတာပဲဖြစ်ပါတယ်။ဘလူးဘက်ပြောပြောစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ကျတို့တော်လန်တပ်ဖွဲ့ဝင်တွေနဲ့တွေ့တယ်ဆိုတော့ကြောက်လို့တုံပြီးတော့မှထူပြမှုတွေလည်းများစွာရှိနေတာဖြစ်မှာအဲ့ဒါကြောင့်မို့လို့လည်း PPA အုပ်စုတွေလို့ကျတို့ခုဆိုရင်စပြီးတော့မှခေါ်သွင်းနေကြတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးမပြေးချင်ဘူးဆိုတော့ပြည်သူတွေကနေပြီးတော့မှလည်းနေချအညံ့ခံကြဖို့ပြောနေတဲ့အချိန်မှာအခုကလေးက တည်တရားတွေရှိပြီးတော့မှာပေါ့နော်ကျွန်တော်တော်လံပီသူတွေနဲ့တူဒီ line လုံးမှာပူပေါင်းစစ်စင်ရဲ့တွေဆင်ရွက်ပေးကြဖို့ကျွန်တော်အားလုံးဒီနေ့ခါနဲ့တတိပေးပြောလို့ပါတယ်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ပူတူမနေပြီးတော့မှဇိုဘိန်ပြည်တာနဲ့သူ့ကိုဖမ်းဆီးမယ်ဆိုပြီးတော့မှာပေါ့နော်ဒီဘောပင်းရက်ွက်နေပြီးတော့မှချင်းချောက်လာတဲ့ဆိုပြီးတော့မှခြေခွက်လောက်မြဲနေတဲ့ဟာလေကျွန်တော်စပီတော့မှခြေလိုက်ရအောင်နော်ကျမမလေးခိုင်ကြတဲ့ခုရှိတယ်ကျမက လက်ညှိုးထိုးပြီးဝယ်ဖန်ရင်ကျွန်မလက်ခုပ်တီးပြီးအားပေးရတဲ့တတိရှိတယ်။အဲကျွန်မကျွန်မဆိုလို့ရှိရင်ပေါ့နော်ကျွန်မအဲတော့ဆူတဲ့ energy ဆိုတာဆိုလို့ရှိရင်ကျွန်မ2019 2020တွေကကျွန်မမြေပြင်မှာမြူတာကြီးလောက်ရှာတယ်။เนาะကျွန်မအာ energy body ဆိုတာကိုကျွန်မတို့အတိုက်ခံနေလို့တဲ့ဆန်နာကြီးပြရဲအဖမ်းခံရတယ်။เนาะ2019 2020ကာလမှာကျွန်မတို့ဖမ်းခံရရဲစကန်နေမှာတွားရတရားရုံးတွေတွားရဆိုလို့ရှိရင်တော့အစိုးရကိုပဲကျွန်မလိုက်အစိုးရမဟုတ်တဲ့ နော်တမားကြီးဝင်ကြည့်ကြုတ်တမားရနဲ့ဝင်ချီးပေါ့နော်ဝင်ကြည့်တယ်ပဲတိုက်ရအောက်ကတော့တောင်းမတည်တော့မှပဲမတိုက်ခင်ဘူးတိုက်ပြီးတော့မဝေးဖမ်းလက်ရှိမှာဆိုလို့ရှိရင်လာဆာကအစိုးရကောင်းရင်လက်ကိုတီးတယ်နော်မှန်ရင်လက်ကိုတီးအပ်တယ်မှားရင်ချိုးချာတမားလေးကိုချိုးပြီးထောက်ပြဝေးဖမ်းတယ်အစိုးရကိုပဲပြောအစိုးရကမဟုတ်တတိယဘသူ့အုံမှာနော်နောက်ဆုံးဂျီဝမ်းလေးဘုံမှုလေးတိုက်မှုလေးကျွန်တော်စားရအောင်ထည့်မပြောမဝေးဖမ်းဘူးအဓိကအစိုးရတရားဖြစ်လာလို့ရှိရင်အဲအစိုးရရဲ့ကောင်းချက်ဆိုကြုံထိချောင်းနေတာပေါ့နော်ဆိုလို့ချင်တာကအဲ့လိုမျိုးမပြုတ်ဘူးခလည်းညှို့ထိုးရရတယ်ဒါဆိုရင်ဘာမှမတူတော့ရှင်တို့လေလက်ကိုတီးပြီးအားပေးခဲ့မလား ပြောပြနော်ဘာရှာတီနော်2020ရဲ့က NLD ပါတီအစိုးရလက်ထက်တဲ့ကကျွန်မမျိုးသားရုပ်မျိုးပြမှာတကယ်လုပ်တယ်ဝင်းရင်မှာတကယ်လုပ်တယ်လက်ရှိအချိန်ထိလည်းကျွန်မတို့မျိုးသားရေးလုပ်တယ်ဆိုတာကလိုင်းမှာပါတယ်မျိုးပြမှာတွေလုပ်ရတာမဟုတ်ဘူးနဲ့အဲ့ဒီမျိုးသားရေးသမားတွေတာရေးနိုင်ဘသူရတာရေးမယ်ဆိုဘသူရနိုင်လို့ဆိုကျွန်မတို့ဆောင်မကျုပ်ကိုဆောင်မကျင်ကျွန်မပြမကူညီတယ်မှန်တော့တစ္ဆာစကားအဲမျိုးသားရေးသမားရေးတာရေးမဆိုနိုင်ရေးမဆိုကျွန်မဒီလူမရောက်ရင်ငွေရောက်တယ်ငွေမရောက်ရင်လူလူရောက်တယ်ပြမကူညီတယ်မျိုးသားရေးကြောင့်မှဆိုလာစဉ်ကျွန်မတက်နိုင်တယ်ဆုံးကတ်တယ်ဒီနေ့ဆို9ရက်နေ့ငါလာစဉ်9ရက်နေ့တိုင်းဆုံးကတ်တယ်၄နှစ်ရှိတယ် ဆိုလိုချင်တာကအဲ့ဒီလိုမျိုးကျမလောက်ဆောင်မှုတွေပေါ်မှာရောအန်တီတို့အနေနဲ့နော်အန်တီရှိုးမှုမှုတို့နန်းနန်းနေနေနိုင်လို့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလားဒီချိန်တစ်ခါတော့မင်းတို့ထိုးရင်လက်ခုပ်တီးပြီးအားပေးရတဲ့တတ်တည်းလည်းရှိရတယ်နော်ကျွန်တော်အခုကဘာဖြစ်ချင်နေကြလဲမဟုတ်ဘူးအဖမ်းခံစေချင်တယ်မဟုတ်ဘူးအဖမ်းခံရရှင်လို့ပြောပါလားရှင်ကအဖမ်းခံစေချင်တာလားနိုင်ငံရေးမလို့စိတ်ချင်တော့လားဒါဆိုဟုတ်တယ်ကျွန်မအော်ကျွန်တော်တက်ခတ်မှုတွေများတယ်တော်ပြီနိုင်ငံရေးစိတ်ကိုမင်းမင်းမလို့တော့မဟုတ်ဘူးနားပြီနိုင်ငံရေးနားပြီကျွန်မနိုင်ငံရေးတင်လာလိုက်ပြီ ခုဆိုရင်ဘူးသူမနဲ့ပြီးတော့မှဘောပင်ရက်ကွက်ကဘောတော်တွေရနေပြီးတော့မှသူ့ကိုဖမ်းဆီးမှုတွေစစ်ကောင်စီကနေပြီးတော့မှလှုပ်ဆောင်နေအောင်ကြိုးစားနေကြတဲ့စစ်ပရမဖျောက်ဆူလာတာပဲဖြစ်ပါတယ်အချင်းချင်းနောက်ကွယ်နေပြီးတော့မှပေါ့နော်ဒီအောက်ဖက်လာတဲ့ကိစ္စတွေများစွာကျွန်တော်တို့ကြားနေရတာပြီးတော့မှဇော်ပင်ကိစ္စပြတာနဲ့ခုဆိုရင်ဒီစစ်ကောင်စီကိုထောက်ခံပါတယ်ဆိုတော့တကယ်ကိုနာမည်ကြီးတဲ့ သူတို့ lobby တွေအားဆန္ဒတယောက်ပြီးတယောက်ထောင်ထဲဝင်ရမယ့်ဂိမ်းရှိနေတာပဲဖြစ်ပါတယ်။ကျတို့အားလုံးတည်ထားတဲ့အတိုင်းပဲဒီကောင်တွေကတော့ကျတို့ပြည်သူတွေတိုက်ခတ်ဖို့နေနေတဲ့အခုဆိုရင်တက်ပြက်ပြီးတော့မှသူတို့ကိုသူတို့ပေါ့နော်။ပြန်ပြီးအချင်းချင်းရိုးကန်နေတဲ့ပွဲတွေလည်းကျတို့မကြာခဏကြားနေရတာမလို့စစ်ကောင်စီကတော့တေချာဖို့ကြာရှုံးမယ်ဆိုတာကျတို့အခုခရေကအရေးအောင်တွေတွေ့နေရတာပဲဖြစ်ပါတယ်။ပြည်သူတရားလုံးအနေနဲ့ဒါကျတို့ရှိတဲ့တော်လန်ရေးဖို့တွေနဲ့စူးစီးညီရဆောင်တဲ့ ဒီလိုမျိုးပြောစကားတွေကိုနားမြောင်မနေပါနော်ဆက်လက် ပြီးတော့မှခြေတက်မယ်ဆိုတော့အသေးချာပေါ့ကျွန်တော်တို့ Netflix ရဲ့ Animation စနစ်ကိုတွန်းလှန်ချိန်မုံတိုးတင်နေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ရဲဘော်ရှင်းလေးနေပြီးတော့မှတက်တီကောက်ဖို့လာတဲ့ပြူခွေးတုံးကောင်ကို PDF တွေကနေပြီးတော့မှအပြတ်ရှင်းလိုက်တယ်ဆိုတော့တရင်ကောင်းနဲ့ပြတ်တက်ပြီးတော့မှဘယ်လိုမျိုးတွေပြတ်ထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီနေ့မှ Jump Face ခွေးတက်ရဲ့လက်ကင်တို့အယိုးကိုက်ပြူတုံးကောင်တရက်သီးထွက်ကောက်တဲ့အချိန်မှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေ ပြစ်လိုက်တဲ့တစ်ချက်တွေအောက်မှာပဲတရသေးတော့ပြီးအောင်ကောက်ချိန်မရပဲနဲ့ဆန့်ငင်ဆန့်ငင်ဖြစ်သွားတယ်လို့သတင်းရရှိထားပါတယ်ဟုတ်ပါတယ်မကွေးတိုင်းပေါ့မြို့နယ်မှာရှိတဲ့အကျန်းဖက်စစ်ခွေးတက်ကကျွန်တော်တို့ဒါအယိုးရင်းကိုက်နေတဲ့ယူစောတီတွေအားတရသေးထွက်ောက်တဲ့အချိန်မှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပြခတ်တိုက်ခိုက်ခဲ့တဲ့နေရာမှာယူစောတီ၃កောင်တိတ်ဆုံးပြီးတော့တနက်တလတ်နဲ့ကျွန်တော်တို့အကြည့်တွေရရှိခဲ့တယ်တင်းစီရမိခဲ့တယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ မပြူသုံးတော့ပွဲချင်းပြီးသိဆုံးပြီးတော့ AK47 တနက်တလနဲ့ဂျင်း26တောင်းသိစီရမိခဲ့တယ်လို့ကျွန်တော်သိရှိထားရပါတယ်ကျွန်တော်တတိပေးချင်ပါတယ်တရသည်ထမကောက်ပါနဲ့ပြီးတော့မှုလည်းမကောက်ပါနဲ့အချို့နေရာလေးတွေမှာအင်ဦးလေးတွေထွက်တတ်ပါတယ်အင်ဦးလည်းမကောက်ပါနဲ့ဖားရှာငားရှာလည်းမလုပ်ပါနဲ့မပြူကောင်းနေနဲ့ပြီးတော့ဂျာဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်သမျှကျွန်တော်တို့တကောင်းမအလုပ်ပေးမှာမဟုတ်တော့ဘူး ။ဘာဖြစ်လို့သူတို့ကတရက်သီးကိုထောက်ကောက်ကြတာလဲဆိုရင်လေသူတို့ကိုဒါကူညီနေပါတယ်။သူတို့ရိခါတွေပေးဖို့နေပါတယ်ဆိုတော့မာလာနဲ့အာနာယုအုပ်စုကသူတို့ကိုရိခါပြေဆုံးအောင်မထားပေးတာတွေလဲပါတာပေါ့ဗျာ။မှန်တာပေါ့။ကျွန်တော်တို့ကလေပောက်ဒေတာမှရှိတယ်။ကျွန်တော်တို့ဒါကောက်ကူရောလို့ခေါ်တဲ့တင်ငန်းခြုံထားတဲ့ကရုံးတပောင်ကလည်းအမြဲတမ်းဒါရိတ်ခါမလုံလောက်တဲ့အကြောင်းအမြဲတမ်းလိုအပ်နေတဲ့အကြောင်းညင်းညူအော်ဟေပြောဆိုနေတာတွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် နော်ဒီကနေ့မှာကျွန်တော်တင်ပြထားတဲ့ background လေးနဲ့လက်ရှိတရားသီးထွက်ကောင်လို့ကျွန်တော်တို့အရှင်းခံလိုက်ရတဲ့ငပြူ၃កောင်ရဲ့ဒါအကြောင်းအရာလေးကလည်းထူးခြားစွာတိုက်ဆိုင်သွားပါတယ်ဒါပဲเนาะကျွန်တော်တို့ PDF တွေကိုမစင်ဟောပါနဲ့လို့ပြောပြနေတာဘူးဆိုရင်ကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘယ်နေရောက်ရောက်တွေ့ရတင်ချိုင်ထားမဆိုင်ဆိုပြီးတော့မှမြေလန်ရှာမယ်ဆိုပြီးကြွေးကြော်ထားတဲ့အတိုင်းပဲရှင်းပြလိုက်တာပဲဖြစ်ပါတယ်ဖြူဝေး၃កောင်ကတော့ဆက်ငယ်ဆက်ငယ်နေပါတော့မျောစာဖြစ်သွားတာဖြစ်ပြီးတော့မှ ်တက်တီးတောင်မှစားချိန်မရလိုက်ဘူးလို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်စကွန်စီတဖို့ဝင်တွေအုတ်ကြီးတွေနဲ့ပြူခွေးတွေအနေနဲ့ကျွန်တော်တို့တော်လန်တဖို့ဝင်တွေနဲ့ပြည်သူတွေကိုဆက်လက်ပြီးတော့မှအနိုင်ကျင်ပြီးတော့မှချင်းချောက်မှုတွေလှုပ်လာအောင်မယ်ဆိုတော့ဒီလိုမျိုးဖြစ်ဆိုးတယ်ကြုံရမယ်ဆိုတာသူတို့ကိုယ်တိုင်တရှိတင်နေတာပဲဖြစ်ပါတယ်။နေရာတိုင်းမှာကြာရှုံးမှုတွေနဲ့ပြည်နေတဲ့စစ်ကောင်စီတပ်ဖို့ဝင်ရတော့ကျွန်တော်ခုဆိုရင်လဲပါတော့။တောင်ပိုင်းတိုင်းနဲ့ဂျန်နဲ့ဒီကျွန်တော်တို့ပကူယုံမအတွင်းမှာဆိုတော့ တော်လေးကိုတက်ပွဲချင်းတွေမှာဆူဆူရရခန်းဆမ်းမှုတွေကြုံတွေ့နေတာဖြစ်ပြီးမှတပြည့်မှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်ပြည်သူတွေနဲ့အတူတော်လန်တပ်ဖွဲ့ဝင်တွေရဲ့စီလုံးညီအောင်မို့နဲ့အတူကျွန်တော်အားလုံးမျှော်မှန်းထားတဲ့2025ခုနှစ်အတွင်းမှာနေပြည်တော်ထိချိန်တက်မယ်ဆိုတော့ကျွကျော်တန်းဆိုတော့တပြည့်ပြည့်ရုံလုံးပေါ်လာတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းရရနေနဲ့ဒီတော်လိုင်းရဲ့မှာထက်ထက်ဝင်ပူပေါင်းပေါင်းဖို့လိုအပ်နေတာဖြစ်ပြီးတော့မှမကြာခင်မှာတော့အားလုံးမျှော်မှန်းထားတဲ့အချိန်ပဲကျွန်တော်ဖစ်ဆာနဲ့ရှင်စနဲ့တေချာဖို့အမြင့်ဖြတ်ချိန်မိုးနိုင်မယ်ဆိုတဲ့အကြောင်းတစ်လုံးပြောကြရင် ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပါပြည်သူများလုံးထူးချီးစွတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမချင်တဲ့ပြေဆုံးပြတော့မှာတာရဲ Channel ညာ Channel လေးပြင်ဆင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။